ခမသာတက်တရားကျွန်တော်တို့စုစုပေါင်း25ခုရှိတာ25ခုကဗကိုးတိုင်းထဲမှာ9ခုတို့ဒီမကွေးမှာ16 16ရုံ25ရုံပြီးနေပြီးတော့တောက်ကုန်းမှာ2ရုံပြီးရန်ကုန်းမှာ2ရုံရှိသေးတာပေါ့နော်ညောင်း43ခုမှာဘန်ခွဲပေါင်း15ခုဂျိုးမဘန်နဲ့ပတ်သက်ပြီးတော့ပတ်စံတွေထုတ်ထားပါဂျိုးမဘန်ဟာ ိန်ဝါလီခံမယ်ဆိုတဲ့သတင်းတွေရှိဥဒိဝေဥပမောင်စင်ယူမပိုင်စီအပါဝင်ယူမပိုင်ဒရိုက်တာ ကိုဦးငွေမဲခဝါစမှုနေဘုထရံတရားလုံးကထောင်းနေရှာမှလိုက်ယူမပိုင်ဥက္ကဋ္ဌဥဒိဝေကို 73နှစ်ဇီးကိုဥပမောင်စင်ကို73နှစ်ဥစာနီကို73နှစ်ဂျန်နေလူကြီး3နှစ်ဇီးလို့သိရတယ်အဲ့တော့ဒီကောင်လေးဘာတွေလုပ်ခဲ့လဲဆိုတော့တသက်လုံးကတော့ကောင်းတာတစ်ခုမှမလုပ်ခဲ့ပါဘူးဒီတကွက်မှာစစ်တပ်နဲ့ဘလို့သွားညိနေတော့မသိဘူးဖက်စစ်တပ်လက်အောက်မှာဘယ်ကောင်းမှမလုံခြုံဘူးဆိုတဲ့တတ်တည်ပြချက်ပါဦးသိန်းဝေလိုလူမျိုးတော်ဖက်စစ်ထောင်ချခြင်းဖက်စစ်တပ်လက်အောက်မှာ 白克罗尼玛、白班龙安、白血马、白龙安血马，没龙没龙血马。现在个热度下，一降温同恰恰巴里。哎，对，台南人家关注杨威、穆里玛、维梅克娃、沙比、维尤盖里、加冕第二马，就麻烦。牛王雷世东嘛，反为王生涯，就麻烦呢，不得疲劳。 ပတ်စံတွေထုတ်ထားပါဂျိုးမပန်ဟာဒိန်ဝါလီခံမယ်ဆိုတဲ့သတင်းတွေရှိနေပါဆက်လက်နဲ့ပစ္စည်းထုတ်လုပ်တဲ့ဆက်ရုံတွေဆိုတာကအများကြီးအရေးကြီးတယ်အရေးကြီးတယ်ဆိုတဲ့အခါမြန်မာနိုင်ငံမှာမြန်မာနိုင်ငံမျိုးပုံကိုကြည့်လိုက်တဲ့အခါမှာကျတော့ကျွန်တော်တို့ဒီမြောက်ခွဲကြီးတော့လေကချင် KIA ရှိတယ်လက်နက်ကိုင်ဖွဲ့စည်းရှိတယ်ဒီရှမ်းဘက်ကြီးတော့လေဒီရှမ်းပြည်ဘက်ကြီးတော့လေအရှိမကျရှမ်းမှာရှမ်းမှာလက်နက်ကိုင်ဖွဲ့စည်းရအများကြီးရှိတယ်အောက်ဘက်ကြီးတော့လေကျွန်တော် KIA ကရင်ဘက်တွေရောက်သွားတယ်နော်အဲ့တော့မြန်မာပြည်ဟိုတင်းလာပြီးဘက်တော့သူကဟိုကတော့ ်ဝေးတော့ဝေးဝေးတာပေါ့နော်ဝေးတယ်ဆိုတော့ကသူတို့ဒီကမ္ဘာတက်တွေကိုပစ္စည်းတွေပို့ရမယ်ဟိုဆက်တွေပို့ရမယ်ဆိုတော့ခါမှကြတော့ဒီမြန်မာနိုင်ငံအလဲပိုင်းကိုကြီးလိုက်တဲ့ခါမှာအေယော်လီနစ်ကိုသူတို့ကပရမာဆုံးခန့်ချစီတစ်ခုယူလိုက်တယ်ခန့်ချစီအေယော်လီနစ်အနောက်ဖက်ချမ်းအနောက်ဖက်ချမ်းအချိန်မှာလက်ရှိဘယ်လိုဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီရခိုင်ရခိုင်ဆိုတာအေးဆိုတာကကျွန်တော်တို့2009လောက်မှာသူတို့ထွက်ဘိုးချုပ်ထွက်နိုင်လို့ဒီ kitchen မှာ ဆိုတော့ဒီချိန်မှာသူတို့ဟိုလိုဟိုစစ်ပညာသင်ပြီးတော့ A A ဆိုပြီးစတင်ဖွဲ့စည်းတာအဲ့ချိန်မှာအဲ့သူတို့ဥဒရှိရောဒီဥနေဥနေအကမ္ဘာစစ်တပ်တွေစပြီးဖွဲ့စည်းတော့ဒီ A ဆိုတာမရှိသေးဘူးအဲ့တုန်းကဒီမြန်မာစစ်တပ်မှာအင်အားဟိုဘောနတောင်ကြီးတန်းဆောင်နေတဲ့စစ်တပ်ထက်မှာကမြန်မာလူမျိုးပြင်းရင်ရခိုင်ကအများဆုံးပဲရခိုင်ကအများဆုံးပဲအဲ့တော့သူကဒီရခိုင်ဘက်ကိုသူတို့စေ့ယူလိုက်တယ်ရခိုင်ဘက်ကိုစေ့ယူလိုက်ပြီးတော့ ီအရှိတ်ဘက်ကိုတို့ AR မြေကြီးကိုတို့ရဲ့ခန်းစစ်စီးဖြစ်ပေါ်တာတဘာတားစီးဖြစ်တို့ယူလိုက်တယ်ယူလိုက်ပြီးတော့ AR မြေဒီနောက်နောက်ဘက်ချမ်းပါတို့ဒီကဝါဆက်တက်တွေကိုအများကြီးတို့ဖွဲ့စည်းလိုက်တယ်ဖွဲ့စည်းပြီးတော့မြေတွေအများကြီးတိမ့်တယ်မြေတွေအများကြီးတိမ့်တိမ့်ပြီးတော့ကဝါဆက်တက်တွေတို့ဟိုဖွဲ့စည်းတယ်အဆောက်အဦတွေစောက်တယ်အခုလက်ရှိဖြစ်နေတာကဖြစ်နေတဲ့လက်ရှိဖြစ်နေတဲ့ဟိုခင်းချင်းကြတော့ကျွန်တော်တို့ဒီရခိုင်ကသူစစ်စစ်ဟိုဘာလဲစစ်တပ်မျှော်လင့်မထားတဲ့သူတို့ဟိုဘာလဲ ့ဖွဲ့လက်ကင်ဖွဲ့စည်းပေါ့နော်2009လောက်မှာသူကစပြီးဖွဲ့စည်းတဲ့ဖွဲ့စည်းရတယ်ပြီးတော့ခုချိန်တို့တွေမှာချိန်တို့တွေမှာ2009လောက်သူတို့ဆက်စနစ်တစ်ခုကျော်လောက်တစ်ခုလောက်တော့ပါတော့သူတို့ကဒီဟိုကျွန်တော်တို့ဒီဟိုဟိုရှမ်းကကျွန်တော်တို့ဒီအမေမဒီကိုကန်ကိုကန်ဖွဲ့သူကသူကသိနေတာလေရမခောက်ရမခောက်ရမခောက်သိနေဖွဲ့ရဲ့ဖွဲ့ကသူတို့ကနစ်ပေါင်းရတာကြာပြီသူတို့လည်းနဲ့ကင်လာတာကဟုတ်တယ်ခေါင်းရရှိတယ်ခေါင်းရရှိတယ်သူတို့ကသူတို့ကလည်းနဲ့ကင်လာတာကသူတို့ကဆက်သွင်းနေများတာရှိနေကြာပြီ သူတို့ဒီရမဟိုရမခိုင်ကိုသိနေတာတိတ်ထူးဆန်းမှုလေလက်လက်ကိုင်ဒီဟိုလက်လက်ကိုင်လာလာဆယ်သူနှစ်မပြေသေးတဲ့ဒီဒီအေးကဒီရခိုင်ကိုသိမ်းလိုက်တဲ့အချိန်မှာစစ်ကောင်စီတဲ့ဟိုမျော်လင့်မထားတခုခွဲတခုခွဲဒီ59နဲ့60လောက်ပြင်းမှာစကောက်တရားပြင်းမှာအကောင်းလာတယ်အကောင်းလာပြီးတော့အဲ့ဒါကလည်းဒီဟိုပါတော့ကျွန်တော်အမြင်ပြောရရင်တော့ဒီဘုဂျိုထွန်းမြန်နယ်ကတော်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 ရဲ့လူတယောက်လို့ကျွန်တော်မြင်တယ်မြင်တယ်ဘာလို့သူ့ရဲ့ဒီ CEO စွမ်းရည်ရောစကားပြောစွမ်းရည်ရောအများကြီးကောင်းတယ် ဘာဖြစ်လို့လဲဆိုတော့ဒီအေးလို့ဟိုဟာဘောနော်ဒီမိနစ်တနည်းရမှာဟိုဟာဘောလက်နဲ့ကင်လာတဲ့အဖွဲ့စည်းတစ်ခုကိုချိန်လို့ချိန်လို့တွေမှာဒီတိုင်ဆွမ်းရေရောစီယုံရေဆွမ်းရေရောအများကြီးကောင်းပြီးရောဒီစစ်ဒီရောနာပါခိုင်တို့ခလုံးဒီအန်းကိုတိမ့်လိုက်တယ်တဲ့ဒီရဟန်တပီလုံးတော့ပြောပြောလို့ရတယ်အနေထားဖြစ်နေပြီဗောနော်အဲ့လိုအနေထားဖြစ်တဲ့အထိသူကတော်တော်ကိုဥဆောင်ဥဆောင်မှုဆွမ်းရေလည်းကောင်းတယ်ဟိုဟာစီယုံရေဆွမ်းရေလည်းကောင်းတယ် ဟိုသူဒီဘောင်းစီအမြင်လည်းရှိတာပေါ့နော်သူကအဲ့လိုခါဖြစ်လာတဲ့အချိန်မှာစစ်ကောင်စီသူတို့သူတို့ဒီကမ္ဘာသက်တက်တွေတွေသူတို့ဟိုခန့်စစ်ယူထားတဲ့ဒီရခိုင်သူတို့လုံးဝမျှော်လင့်မထားတဲ့ရခိုင်ပဲချမ်းလောပွတ်ထွက်သွားတယ်ပွတ်ထွက်သွားတဲ့အချိန်မှာဟိုလက်ရှိကမ္ဘာသက်တက်တွေကျွန်တော်တို့ဒီလက်ရှိမြေပြင်ပေါ့နော်မြေပြင်မှာကျွန်တော်တို့ဒီကမ္ဘာသက်တက်တွေအများဆုံးရှိနေတဲ့ကမ္ဘာသက်တက်တွေကကျွန်တော်တို့စုစုပေါင်း25ခုရှိတာ25ခုကဘကိုးတိုင်းထဲမှာခုနှစ်ခု တို့ဒီမကွေးမှာ16 16နော်15ရုံ15ရုံပြီးနေပြီးတော့တကုံးမှာ2ရုံ2ရုံပြီးရန်ကုန်မှာ2ရုံရှိသေးတာပေါ့နော်ဧပြီလ4ရက်နေ့မနက်9နာရီ sorry ည9နာရီကျောင်းတိုင်းတိုက်ကြီးမှာကပ္ပစာ7 ambulance special operation JSO မြို့ပြပျောက်ကြားတပ်ဖွဲ့ကဖြစ်အားဖြင့် short တိုင်းတုံးတုံးလုံးနဲ့တိုက်ခတ်တိုက်ခတ်ခဲ့ပါမတော်စင်းကိုတော့အတည်ပြုနိုင်ဘူးစူးစမ်းစေ ကဲဟုတ်ပြီတိုက်ကြီးကပ္ပစာဆက်တက်ကဘယ်နားမှာရှိတာလဲမော်ဘီကနေလာရင်တိုက်ကြီးကိုရောက်တယ်တိုက်ကြီးသုံးတက်စီရှိကြော်လိုက်ဘုံကြီးကြောင်းနဲ့ဖျားတဆူရှိအဲ့လမ်းကြားတဲ့ကဝင်သွားပြီးတော့ဓာတ်တိုင်လေးနိုင်စားလောက်မှာလိန်မော်ဂျန်ကြေးရွာအုပ်စုဆိုတဲ့ကျွာထိသွားပါဟိုးဘက်မှာညစိမ့်အောင်တောရဆိုတဲ့နေရာရဲ့ရှိုမြောင်ကြီးကြားထဲမှာဒီလိုရှိုကြီးနှစ်ခုကို အပေါ်ကအမိုးမိုးပြီးတောင်ကြီးတပွင့်လုပ်ပြီးအဲ့ထဲမှာလက်နက်ပစ္စည်းထုတ်လုပ်မှုတွေတူလောင်မှုတွေအများအပြားရှိပြီးတော့ဒေသခံတွေရဲ့အဆိုအရဆိုရင်ဥက္ကင်ညိုလက်ထက်မှာတိဆောက်ခဲ့တဲ့ရှိုကြီးနဲ့ကပ္ပစာတွေမှာအင်မတန်အရေးကြီးတဲ့ရောင်တိုင်းခံစစ်ပြင်မဲ့လက်နက်တွေရှိနေတယ်လို့ရောင်တိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမှုနဲ့တာဝန်ရှိသူတွေမကြာခဏယုံထိုင်နေတဲ့ရှိုဝတ်ဌာနချုပ်တခု ဖြစ်တယ်လို့ကျွန်တော်သိရပါတယ်။ဒေတာကြီးကပါစာရန်ကုန်တိုင်းအတွက်အင်မတန်အရေးပါတဲ့နေရာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွက်အရေးပါတဲ့နောက်တစ်ခုကကဘာကြီးဖရားလန်းချုပ်ရင်းကိုမရောက်ခင်ကကိုရောင်ကြီးတွေထဲမှာဘာတွေရှိရလို့ကျွန်တော်တို့သိထင်ပါတယ်။နောက်တစ်ခုကျွန်တော်တို့ကလည်းဒီကဘာကြီးဖရားလန်းကြီး တော့ early hotel sorry early hotel early hotel ရဲ့အရှိမ break bar လားဘာတခုရှိအဲ့နောက်ကစစ်တပ်ဝင်းကြီးကရှိုးမြောင်ကြီးတော်ကြီးအဲ့ထဲမှာပေါ့စစ်တပ်နဲ့ပစ္စည်းတွေနဲ့တူလောင်နာတာရှိတယ်ဆိုတာကျွန်တော်တို့သိရတယ်ဟိုရက်ကပြောသလိုရန်ကုန်စေမိုင်ကုန်လေရင်ကွင်းမီးပွိုက်စေမိုင်ကုန်ပွိုက်ရင်မြန်မာပြည်မှာကြိုးတူပါကြီးဆိုရယ်ကရဝိတ်ဆိုင်မှုရဲ့အနောက်ကဆက်သွေးဝင်းကြီးဟာစစ်တပ်ရဲ့အခရာကြတဲ့ဝင်းကြီး ဲ့တော့ကဘာဆောက်ကိုဖြိုလို့စူးစမ်းပြီနောက်တစ်ခုကဆယ်မိုင်ကုန်းကဆက်သွေးရေးဝင်းကို drone တွေ short right drone တွေနဲ့ပြစ်ခတ်နိုင်ပြီကဘာရေးဖျားလမ်းပေါ်ကကျွန်တော်မီးပွိုက်မရောက်ခင်ဘူရောင်ကြီးတဲ့ကအခြေအနေနောက်ဆုံးတစ်ခုကကျွန်တော်ခုနပြောတယ် early hotel လမ်းတွေက break by နောက်ကစစ်တဝင်းကြီးနောက်နောက်ဟာတွေကတော့မော်ဘီလီတဲ့ဌာနချုပ်မင်္ဂလာလုံးလီတဲ့ဌာနချုပ် ဒါတွေပေါ့ဗျာကျန်တဲ့နေရာတွေမှာတော့လောလောလာလာမရှိပါဘူးဘေတို့ထုတ်ရောင်းတာနဲ့ဖနှက်ဆက်ယူလောက်တာနဲ့မြေသိမ်းမြေခိုးပြီးတော့အာသုံးလုံးတင်နှန်းချောင်းဆိုတဲ့နေရာတော့စစ်တပ်ကမြေသိမ်းတာဧကပေါင်း90ကျော်ပါတယ်အဲဧကပေါင်း100ကျော်ပါတယ်အဲ့တော့ရန်ကုန်တိုင်းရဲ့အခြေအနေကတော့စတိုက်ပြီလားလို့ထင်မှတ်မှားရအောင် တော်လင်းရင်သမောင်းရင်ဟာကုတဲ့လူကကုနေတယ်တိုက်တဲ့လူကတိုက်နေတယ်ဆိုတဲ့တသက်ပြချက်တစ်ခုပါကျွန်တော်နှစ်ထောင်အရဝမ်းသာမိပါတယ်ခြေနဲ့မိပါတယ်တကယ့်တော်လင်းရင်ကိုခိုင်ခိုင်မာမာအတွေးခေါ်နေတော်လင်းရေးတာလင်းငါတို့ရဲ့လူမြောက်ရှားလို့ခံယူလာတဲ့သူလေးရှိနေပြီးတော့တိုက်ပွဲဝင်တော်မူမြင်ရတော့အင်မတန်လေးစားဂုဏ်ယူမိတယ် တိုက်ရင်တိုက်ရင်ကုပါကုရင်တိုက်ပါပြည်သူကိုတကယ်ကုကြည့်ရင်ငါတို့စစ်မှန်တဲ့နှလုံးသားရှိတဲ့သူတွေဟာဖက်စစ်တပ်ကိုမြမမီဘော်ကမောင်းထုတ်ပြီးမှပြည်သူကိုမြစ်တာတရားအဖြစ်နဲ့ကုညီနိုင်မှာဖြစ်ပါတယ်အပေါ်ကဝိုင်းကြွေးရလည်းပြန်ဝိုင်းကြွေးရပြန်ပြီးတော့အချင်းသေးမိတာပေါ့လေဝိုင်းကြွေးရပြန်ပြန်ပြီးတော့လည်းအမြင်ယူပါတော့ဘာမှမြင်မမဟုတ်ဘူးပေါ့အဲ့လိုမြင်မမဟုတ်တော့ပါဘူးပေါ့ဆိုပြီးတော့လည်းနေနေပါဝိုင်းကြွေးကပတ်တယ် ီလိုပတ်တယ်ပတ်ပြီးတော့မျက်ကွယ်သွားရေဆိုတာနဲ့တော့လေးရင်လို့အဲအဲ့လိုတင်ချပလိုက်တာပြီးသွားလို့ရှင်နေရကိုပဲပြန်လာပြီဆိုလို့ရှင်အသားလေးမပြန်မပြန်လာသေးနဲ့နေရအေးစေးနေရနေရဆိုပြန်မှာကျန်တဲ့နေရာမှာလိုက်ဝဲခိုင်းတာဝဲခိုင်းတာနောက်ပြီးတော့ပြန်စေအမချက်ပိုက်တာလေးလာတယ်အမိုင်လေးလာအစင်ကုန်းဘက်ကိုအမိုင်သွားတယ်ကျွန်တော်တို့ဒီကွန်ကရစ်မြို့ထဲမှာကျတော့အဲ့ဟိုပါပေါ့ချက်ပိုက်တာနဲ့ဝိုင်းတွဲတော့လျှောက်တုံးတာအဲ့တုံးကမမရဆိုကျွန်တော်တို့ဒီ လင်းပေါ့ 4G ကြီးပေါ့ 4G ကြီးဆင်ထားတယ်။အဲ့တော့ကလည်းဝိုင်တွဲရဆလာတာမမရရအနီနဲ့အဖြူအောင်ကျွန်တော်ကလည်းအဖြူနဲ့အနီအောင်အဲ့တော့ကျွန်တော်တို့အောက်က 4G ကြီးပြအကြီးရွယ်သေးရပါလားအဲ့ကောင်ကြီးကိုကျွန်တော်တို့ကဟိုဟိုတဲ့အဲ့မလွတ်ခင်လဲကျွန်တော်စမ်းထားပြီးွားရဲဆိုတော့ရှေ့ကကျွန်တော်တို့ဖိုက်တာတမားတွေက အဲ့ဝင်နေဆလာတော့ဟာရောက်နေငါတို့ငါတို့လင်းရင်လည်းငါတို့လင်းရင်လည်းအဲ့ရောက်နေမင်းတို့မှလည်းလင်းရှိရမှာမဟုတ်ဘူးတဲ့ငါတို့လည်းလင်းရှိရတယ်အားနဲ့ကျွန်တော် 4K ကြီးကိုတင်လိုက်တယ်အောင်မိလားအမှန်တော့မဟုတ်ဘူးဝင်တွဲလာပြီးတော့မှဒုံ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 ဂျင်းဂျင်းချင်းချင်းဆိုနေအမှဟို81နေအမှ120ချသွားတော့မှလင်းမောချသွားတော့မှဟာအဲ့ဆကားစားဟာဟာဆိုပြီးတော့အမှကျွင်းနေရဝင်နေကောင်ခုံဝင်နေကောင်ဝင်နေအဲ့တော့မှဟိုဖြစ်တာပြီးတော့အမှဝင်တွဲရဲ့စကောက်ပေါ့နော်အဓိကဝင်တွဲရဲ့ စကောက်ကိုလုံးဝကျွန်တော်ရှော့တက်လို့မရဘူး။အင်း။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အောက်ခြေမှာဘာလုံးနေတယ်၊ဘာကင်နေတယ်ကအစအကုန်လုံးမြင်ရတယ်ပေါ့နော်။အာဘူကြီးဒါပြောလို့ရှိရလူတယောက်ဆိုတဲ့အတိုင်းပဲ။ဟိုဝိုင်းတွဲကိုတားကြောက်တာ။အဲသူကဗာလေဟိုကပေါ့အင်တာတက်နေကြတာမှအသိရမလား။သူတို့အဲ့ဝိုင်းတွဲကနေပြီးမြင်လို့လှမ်းပစ်တာတွေပဲရှိရတော့။ကျွန်တော်အဲ့လိုမျိုးပြီးတော့ကျွန်တော်တို့အောက်မှာလုံးနေတဲ့ကင်နေတာကိုသူကနေပြီးတော့ဟိုထောက်တာပေါ့နော်။စကောက်ထောက်ပြီးတော့မှကျွန်တော်တို့ဒီတင်ပစ်တဲ့နေရာပေါ့နော်။ အဲဂျက်ဖိုက်တာနဲ့ဘရမတော့ဂျက်ဖိုက်တာအရှိမဘာညာကျဲနေရောပြစ်နေရောပြီးရဲ့ပြီးတော့ကျွန်တော်ကြည့်ရင်ဂျက်ဖိုက်တာကနေပြီးဝဲပြီးတော့မှခေါင်းကြီးဆိုင်လာကျွန်တော်တို့ရှိကိုဒိန်းအွတူတူတူဘရီးကျောင်းမှာထွက်ပြေးရတာတိလာအော်တကယ်တကယ်အဲ့မှာကျွန်တော်ဆိုရင်တကယ်သိပြောက်သွားတယ်တခါမှလည်းမကြုံဘူးလေတိရမလားအလင်းနဲ့ကိုကိုဒဲကြီးပထမဆုံးပဲပထမဆုံးပဲ အာအမတော်တော်ကြီးကိုကျွန်တော်လန့်သွားတယ်။ဟုတ်ဟုတ်။ဒင်းဆိုနည်းနည်းလန့်လန့်နေတဲ့ပေါ့ရတာပေါ့နော်။ကိုကြီးပဲလေးကိုင်းနေမှာမဟုတ်တော့ဘူး။ကိုကြီးပဲလေးကိုင်းနေမှာဟုတ်သူတို့လည်းလေးနဲ့လာပြစ်တယ်ဟာဆိုပြီးတော့အမအဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ရှာတာပေါ့နော်။သူကြည်ဆိုလို့ရှိရင်ဒီတောင်ကြော်တယ်။ကျွန်းနဲ့ကိုစိုက်ဝင်သွားတာ။သူအလုံးစုံနေဟိုကျွန်တော်တို့30မမလား။အဲ့ကောင်အဲ့ကောင်နေလေ။အဲ့ကောင်တော့ကြည်ဘူး30မီလီမီတာလေ။အဲ့ကောင်နေ။ဟုတ်ဟုတ်။ အကောင်ကြီးနဲ့ပြစ်ချပါတာအတန်ကြီးဟောဗျာတကယ်သေးလားကြောက်ဖို့လည်းမဟုတ်ဘူး drink ဆိုတာ drink ဟိုးဆိုအဲ့လိုမျိုးအတန်ကြီးကနားရဲကနေတော့မထွက်ဘူးတိခုဒီမှတ်မိနေခုဒီမှတ်မိနေရဘောကနေလှုပ်လိုက်လို့ထရမရပါတာတော့ရှိရပေါ့ဒီကျွန်တော်တို့ဆွဲတော်ဘုံတိုက်ပွဲပေါ့နော်အဲဆွဲတော်ပြောမယ်ဆွဲတော်ဘုံကိုပဲပြောလိုက်တော့စားပွဲလေးအများကြီးရှိအများကြီးရှိအောင်ကျွန်တော်ဆွဲတော်ဘုံမှာဆိုလို့ရှိရင်ကျွန်တော်နေရောညအောင်နေရောညအောင်ဘုံနေကျဲတာပေါ့ဘုံနေကျဲတယ်ဒီကောင်နေဘယ်လောက်ထိဟိုဆိုးလဲဆိုလို့ရှိရင် ဟိုကြီးပါသေးပါတော့မထွက်ရဲဘူးကြီးပါသေးပါမထွက်ရဲပြီးတော့ကျွန်တော်တို့အဲသူတို့ကြီးပါသေးပါဘာကြောင့်မထွက်လဲဒီကောင်းနေဆွေတော်ကောင်းကောင်းနေဘာကြောင့်တော်တော်များများမသေးကြလဲဗောကျွန်တော်တွေးတာဗောအာဒီကောင်းနေမြဲဒီကောင်းနေတောက်လျှောက်တိုက်နေရတယ်ဒီကောင်းနေအခုထိမသေးသေးပါလားမသေးသေးပါကိုလည်းဟိုပါဖြစ်ပါတယ်ဗျာသီလားအခုသူများရင်တနေ့တနေ့လူတက်ဖို့အကြောင်းမဲ့စဉ်းစားနေရတယ်ကျွန်တော်တို့ကနေရောညောင်းနေရောညောင်းလူတက်ဖို့ပဲအခုမှကျွန်တော်တို့လူတက်သမားကြီးဖြစ်နေအာဟိုကျွန်တော်နေမနေ့ပိုင်း နောက်ပိုင်းဆိုလဲတောက်လျှောက်နားဆိုတော့ကျဲအဘိုးကြီးတာဘောတို့ဘိုးကြီးဆော့ဘောတို့ဥဆောင်ပြီးတော့မှကျွန်တော်တို့ဒီဆွဲတော်ဘုံကိုတင်းခဲ့တာဗောနော်အဘိုးကြီးတာဘောတို့ကအရှိရနေပြီးဥဆောင်ပြီးတော့ဟဲ့မင်းတို့ဒီလိုလောက်ဒီလိုလောက်ဆိုရင်ကျွန်တော်တို့အချိန်မီးညမီးအမှားဆိုလို့ရှိရင်ကျွန်တော်တို့ဒုံးဖွဲ၄ဖွဲလောက်ရှိတယ်ဟုတ်ကျွန်တော်တို့ကလည်းကျွန်တော်တို့ဒီဘက်ချမ်းကြုံတယ်ဟိုကလည်းဟိုဘက်ချမ်းအဲ့လိုပတ်သက်ပြီးကြုံတာပေါ့ပတ်သက်ပြီးကြုံတယ်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်နေဘာကြောင့်မသိလဲပေါ့စဉ်းစားတာဘာကြောင့်မသိလဲဆိုတော့ကျွန်တော်တို့အဲဆွဲတော်ကုန်းတိမ့်ပြီးွားတော့မှာ တေချာသွားကြည့်တော့မအောက်မှာကြွတွင်းရနေပါပဲတူးထားတာဂလောင်ဂလိုင်းကြီးဒီလိုဒီလိုကြီးအထဲထဲမှာလीဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အပေါ်ကနေကိုယ်လေးဘလောင်ကျဲကျဲဘန်ကားလေးသာပြိုသွားတယ်အထဲကနေဟိုကအေးစေပဲသူကတော့ပုန်းနေတာအထဲထဲမှာဟိုမြောက်ထဲမှာအဲ့လိုမျိုးပေါ့အာနောက်တော့မှသိရတာပေါ့ဒါဆယ်တော်ကုန်းကိုသိမ်းပြီးသွားတော့မှာ